မင်္ဂလာပါရှင်တရှယ်တို့ဒီနေ့က Excel ထဲမှာဒီ expert collector bar နဲ့ ribbon bar ပျောက်သွားတဲ့အခါမှာတရှယ်တို့ဘယ်လိုလေးပြန်ပြီးတော့ form လဲဒါလေးကိုမျှဝေပေးသားမှာဖြစ်ပါတယ်ရှင်အဲ့တော့ Excel ထဲမှာ tab bar တွေပျောက်သွားတယ် ribbon bar တွေပျောက်နေတယ်ဒါမှမဟုတ်ဟိုကပျောက်ရှင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလိုမျိုးသုံးချင်တယ်ဆိုလို့ရှင်သုံးမရမယ့် shortcut လေးကတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့ control နဲ့ f1 လေးပဲဖြစ်ပါတယ် တော့ control ကိုနှိပ်ပြီးတော့ F1 လေးကိုနှိပ်ပေးလိုက်ပါ function key F1 ကိုနှိပ်တဲ့အခါမှာဒီကြတော့ ribbon ပါလေးကပြန်ပေါ်လာပါလိမ့်မယ် control နဲ့ F1 ပါပြန်နေကြည့်မယ် control နဲ့ F1 laptop ရဲ့ short ဒီ keyboard အသေးတွေကကျတော့ Fn နဲ့တွဲသုံးပါကျတော့ control နဲ့အာ control နဲ့ Fn နဲ့ပေါ့နော် control နဲ့ fn နဲ့ f1 နဲ့ပေါ့ဒီလိုလေးတွဲသုံးပေးလိုက်နော်အတူတူပါပဲဒီက control f1 ပေါ့အဲ့တော့ဒီဘာလန်းလေးကိုနောက်တနည်းကကျို double click နော် double click double click d o u b l e double c l i c k click double click ခောက်လိုက်တဲ့အခါမှာလေခြေရိုးကပျောက်သွားတဲ့တဲ့ရမယ်နော်တခါတလေကျရင်ဒီခြေရိုးက ဒီတက်ပါးတွေကိုနှိပ်တဲ့အခါမှာဟိုမောက်ကအရန်ကိုဟိုရွနေတဲ့မောက်တွေပဲဖြစ်ဖြစ်ဟိုမြည်နေတဲ့မောက်တွေပဲဖြစ်ဖြစ်ဥမာအဲတချို့တချို့မောက်တွေဆိုခလုတ်မကောင်းတာရှိတယ်အဲ့ဒီလိုမျိုးရေဆိုလို့ရှိရင်ကျတော့တချက်ကလေးနှိပ်ပြီးမဲ့လဲသူကကလစ်ကနှစ်ခါဝင်သွားတတ်တယ်အဲ့ဒီမျိုးနှစ်ခါဝင်သွားတဲ့အခါမှာလဲကျတော့ရပွန်ပါကပျောက်သွားတယ်ပေါ့နော် နောက်တစ်ခုကတော့ကျွန်တော်ပါတယ်ဆိုတော့ဒီ home လို့ insert တို့ဒီ page layout လို့ဆိုဒီတက်ပါလေးအဲ့ဒီတက်ပါလေးကလည်းကျွန်တော်တို့ကတစ်ခါတလေချက်ပျောက်သွားတတ်တယ်အဲ့တော့ဒီကျွန်တော်က report မပျောက်တာကတော့ကိစ္စမရှိပါဘူးဒီပြန်နှိပ်လိုက်တယ်ဆိုတော့ဒါရတယ်ပေါ့နော်ဒါလွယ်တယ်ပေါ့ဒါပေမဲ့ဒီ formula sorry ဒီတက်ပါပျောက်သွားတဲ့အခါမှာတော့ကျွန်တော်ကဒါဘယ်ကနေပြန်ပေါ်ရမလဲကျွန်တော်ကနည်းနည်းအခက်တွေးစီတယ်ဒါဆိုရင်ကျွန်တော်သုံးပေးရမယ့် function လေးက control ရဲ့ shift ကဲ f 1ရဲ့ပဲဖြစ်ပါတယ် control shift f 1 okay ဒါဆိုရင်ကျွန်တော်ကအပေါ်ကဘားတွေခဏဖြောက်ထားခြင်းနဲ့ဆိုလို့ရှိရင်တဟုံးတက်ကောဒီတက်ဘားကော for ribbon ဘားကောနှစ်ခုလုံးကိုကျွန်တော်ကဖြောက်ခြင်းနဲ့ဆိုရင် control ရဲ့ shift ကဲ f 1ကိုနှိပ်ပြရမှာပဲဖြစ်ပါလိမ့်ချင်း control shift f 1 ribbon ဘားတွေဖြောက်ခြင်းနဲ့ဆိုတော့ control f 1 ရမနော် control f1 control shift f1 keyboard အသေးတွေရတော့ဒီလိုကပါသုံးမလဲ keyboard အသေးတွေရတော့ fn လေးတွဲသုံးပေးပါနော်ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲရှင်ဒီချိန်ကတော့ computer queen ရဲ့ founder and trainer ဒေါ်နန်ချက်ကံဖြစ်ပါစေဖြစ်ပါရှင်နောက်ရက်သင်ခန်းစာတွေမှာဒီလိုမျိုး အဲလုပ်ငန်းခွေအတွက်ပေါ့နော်အလွယ်တကူသုံးလို့ရမယ့်နီလန် short quality ကိုထပ်ပြီးတော့မျှဝေပေးသွားပါအောင်မရှင်နောက်ထပ်နောက်ရက်အသင်ငယ်စာတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်